င်ဆွေရရဲ့ကြားဖြန့်တိုက်ဖြတ်မှုစီမံချက်ကြောင့်အဖမ်းဆီးတင်ကျပ်လာတဲ့ကာလမှာထိုင်းနိုင်ငံမှာလာရောက်ပညာသင်ယူနေတဲ့မြန်မာရွှေ့ပြောင်းကျောင်းသားကျောင်းသူတွေအနေနဲ့တတိထားဆင်ခြင်ကြဖို့လိုအပ်တယ်လို့မြန်မာပြည်သားများအရေးပူးတဲ့လှုပ်ရှားမှုကော်မတီ GACBA ဥက္ကဋ္ဌဦးမိုးကျိုးကတိုက်တွန်းလိုက်ပါတယ် ထိုင်းဆွေရဲ့ပြီးခဲ့တဲ့ဒီဇင်ဘာကစပြီး6လကြာကြာဖြတ်နေတဲ့စီမံချက်လွတ်ဆောင်နေပြီးနောက်ဖန်စစ်စစ်မှုတွေတင်းကျပ်လာတယ်လို့သူတီထောင်ထားတဲ့နေသိထက်တန်းကျောင်းရဲ့မက်လ9ရက်နေ့ကပြုလုပ်ခဲ့တဲ့မျက်စရာပူစုပ်ပွဲခန်းနာမှာအခုလိုတိုက်တွန်းသတိပေးပြောဆိုလိုက်ပါတယ်။ထိုင်းဆွေရပြီးခဲ့တဲ့2024ဒီဇင်ဘာလအစပြီးဒုတိယဝန်ကြီးကာဝေးကြီးပြောထားတဲ့မကြာခင်6လကြာဖြတ်နေနေစီမံချက်စမယ်။အဲ့ဒီမှာတရားမဝင်နေဆက်ဖြတ်ကျော်မှုနေနေရေး လူကုန်မှုမှုနေမြေဒူးစီရင်မှုနဲ့တိုင်းနိုင်ငံရောက်စုမှုကနေနေအွန်လိုင်းငွေလေလုံကကြပြနေနေဆိုလုပ်ငန်းစဉ်၄ရက်ပါပါတယ်အဲ့ဒီ၄ရက်ထဲမှာကျွန်တော်တို့လူမြန်မာနိုင်ငံသားမြန်မာအကြောင်းသားမြန်မာအကြောင်းဆရာဒီကိုသာမကသူ့ရဲ့မဲဆောက်ဖုတ်ဖရမဲမတ်ဆိုထိုင်းနယ်ကြားမှာရှိတဲ့ရဲမျိုးနယ်မူးများဘူးပါရာလူချပြီးတော့နယ်ပြောင်းတယ်ပြီးတော့ရဲစစ်စေးဌာန ဌာနချုပ်ကဒုတိယရဲချုပ်အဆင့်ဟူတာခုံရုံးတင်စစ်ဆေးနေတယ်သူ့လူသူတောင် စစ်ဆေးမင်းများနေရင်ကျွန်တော်တို့လူထိုင်းရောက်မြန်မာတနည်းအားဖြင့်နိုင်ငံသားတနည်းအားဖြင့်ရွှေပြောင်းလုပ်သားတွေအတွက်မချောင်ပါဘူးမစားတာပါဘူးအဲကြောင့်ပညာကိုလည်းရှာဝမ်းစာကိုလည်းရှာကြည့်နေကြည်စားကြည့်လို့ပြီးတော့ကိုယ်ပညာရေးကိုဆုံးခန်းတိုင်အောင်လုပ်ကြတဲ့နေရာမှာအရေးသုံးပါးနားလေပါ အဲ့ဒါကမိရိတ်ဖားရိတ်တရားရိတ်မဟုတ်ပါဘူးနံပါတ်1ထိုင်းနိုင်ငံရဲ့ဥပဒေကိုနားလဲအရေးနံပါတ်2ထိုင်းနိုင်ငံရဲ့ရရွာစီမင်းစည်းကမ်းအိမ်တန်းရာစည်းကမ်းကိုရက်ွက်စည်းကမ်းအဲ့ဒါတွေတည်တယ်ဒုတိယအရေးတတိယအရေးကတော့လုပ်ငန်းခွင်မှာရှိတယ်အလုံရှင်တစ်ထေးနဲ့တကွအလုံကြီးကြိုင်မှုတွေဟဲ့လားစည်းကမ်းတွေစီမင်းစည်းကမ်းနားလာအရေး၃ပါးကိုနားလဲပြီးတော့ကိုဟာထိုင်းလူမျိုးလူဟန်ဆောင်မတွေပဲ ထိုင်းစကားဘလောက်ပဲပေါက်ပေါက်ရောက်ရှိနေပါသည်ထိုင်းနိုင်ငံအထွေကြုံဘလောက်ပဲများနေပါစေနိုင်ငံသားနိုင်ငံသားပဲမို့လို့ကိုယ်ပညာရေးလဲဆုံးကတိုင်းကျောင်းသားတစ်ပိုင်းအလုံသမားတစ်ပိုင်းလဲလှုပ်တာကိုလှုပ်အရက်သေးစားတောက်စားမူးရစ်ပြီးတော့အော်ဟစ်စုပူနေတာဒီမလှုပ်ပါနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ ဘူလာတန်းအလဲတန်းအထက်တန်းចောင်းသားတွေနဲ့တက်သူចောင်းသားကောလိပ်ចောင်းသားဤပညာចောင်းသားအကုန်လုံးနားထောင်လို့ကိုကြီးညွှန်းပါတယ်ထိုင်းပြည်နယ်ဌာနကတရားဝင်သတ်မှတ်ထားတဲ့တခရံအတွင်ကမြန်မာကျောင်း64ကျောင်းအနောက်မှာရှိတဲ့ရနောင်းဌာနီကျောင်းအပါအဝင်မြန်မာကျောင်း10ကျောင်းနဲ့အခြားတရားဝင်မသတ်မှတ်ထားရသေးတဲ့ကျောင်းတွေအပြင်ထိုင်းတက္ကသိုလ်တွေမှာတက်ရောက်နေကြတဲ့မြန်မာကျောင်းသားပေါင်း9000ကျော်ခန့်ရှိတယ်လို့ဦးမိုးကျော်ကဆိုပါတယ် ခိုင်းအနာပိုင်တွေကတရားမဝင်ရွှေ့ပြောင်းကြောင်းတချို့ကိုဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတာရှိပါတယ်။အခုလိုနေရာဒေသစုံကပျောက်လာကြတဲ့ကလေးတွေကိုထိန်းကျောင်းရမှာခတ်ခဲ့ပြီးလုံလုံရေးအတွက်အမြဲစူးရင်နေရတယ်လို့နေတိအထက်တန်းကျောင်းရဲ့ကျောင်းအုပ်ဆရာမကြီးဟန်နီကျော်ကအခုလိုဆိုပါတယ်။ကလေးတွေမတူပွဲပြားတဲ့နေရာနဲ့ပါစားရတယ်။အဲ့ဒီချုပ်ကလေးတွေရရင်ခက်ခဲပြီးတော့မိမဆုံးမဆုံးလာရတဲ့ကလေးတွေရှိတယ်။ချုပ်ခက်ခဲကလေးတွေကကျတော့ရုပ်ပတ်ကခက်ခဲမျိုးမျိုးကြောင့် ဟိုဘက်မှာအမမကဟန်ဆက်တော့ဒီလာရတဲ့ကလေးတွေရှိတယ်။ဒီဘက်မှာကျတော့လေဘက်ကကလေးတွေကကျတော့လေရွှေပြောင်းသားသမီးတွေရဲ့ကလေးတွေဖြစ်တယ်ဆိုတော့မိမတွေကအရန်ပဲဟိုအတုံးကိုဆိုင်မပတ်ဟိုတွေရတဲ့ကလေးတွေဖြစ်တယ်ဆိုတော့ကျမတို့ဒီနေရာမှာအင်းကြောင်းရတဲ့နေရာမှာအင်းတက်တာဖြစ်ပါတယ်။ဆိုတော့ကလေးအတွက်အောင်မောင်းလာလာကြတယ်ဆိုတော့ဒီအဲအဲ့ဒါလည်းစက်ကောဖြစ်ခုလို့အဲနောက်တစ်ခုအနေနဲ့ထပ်ပြီးရရှိတာကကျမတို့ကဒီနေရာမှာကျမတို့ကြောင်းလေးရှိနေပြီလေကလေးတွေကြောင်းတက်လို့ရတယ်ဆိုပေမဲ့လေ ကျွန်တော်တို့တို့ကနေရစိတ်ပူပင်စရာရပေါ့နော်။ကောင်းလာတွင်ကောင်းတယ်ဆိုတာကိုရင်ဆုံးတယ်လို့ပေါ့အဲဆိုတော့စနပြဆရာပြောတယ်လို့ပဲစိတ်ကောင်းမှုတွေရဆိုရင်လုံခြုံနေလားဆိုတော့လည်းလုံခြုံပါလေမလုံခြုံဘူးလားဆိုတော့လည်းမလုံခြုံပါဘူးလေအဲ့လိုပုံစံမျိုးတွေရှိတာပေါ့နော်အဲ့အတွက်အမေရန်တော့ဆိုရင်တော့ကနေရှင်ဓမ္မမနဲ့ကုနိုင်ရင်ဘုရားပဲကျွန်တော်တို့ကအခြေစစ်တင်နေဒီနိုင်ငံမှာကျွန်တော်တို့ကလေးတွေကိုပြင်ရတဲ့ဟောပြီးထားတဲ့နိုင်ငံကိုအခြေစစ်တင်နေပေါ့နော်အဲ့ဒါမျိုး အရင်ကြီးပဲအစဉ်ပြေလုပ်ကြနေတာဆိုတော့လည်းမလုပ်ချင်ပါဘူး။အရင်စင်မပြေဘူးလားဆိုတော့လည်းမဟုတ်ပါဘူး။မြန်မာပြည်မှာဆက်နာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးစီရေးနဲ့ပြည်ပခါခြေနေတွေကြောင့်ပညာသင်ကြားကိုဆုံးရှုံးခဲ့ရတဲ့ကလေးတွေများစွာရှိပြီးအချို့ကတော့ထိုင်းနိုင်ငံမှာရှိတဲ့ရွှေ့ပြောင်းအကြောင်းတွေမှာဆက်လက်သင်ကြားနေပါတယ်။ အခုလိုဖန်ဆီးကာလမှာလည်းပညာသင်ကြားခွင့်ဆုံးရှုံးရမှာကိုစိုးရိမ်နေတဲ့ကလေးတွေရှိနေပါတယ်။ညာရေးဒီပိုင်းသက်သားနေလို့ကျမတို့ရဲ့စီအလုပ်လုပ်ငန်းခွင်ရတဲ့ဘူးကလည်းစီပြီးညာရေးရတယ်နိုင်ငံရေးနဲ့ဆိုဆက်တက်လို့ရတယ်မဖြစ်တော့ကုသတင်တောင်းတောင်းနေရောဘာလို့လို့ရောညီမမလည်းတငယ်ချင်းလေးကိုမရရှိတဲ့စိတ်ကမကောင်းဘောညီမကတည်းကလေးငါးရက်လောက်ကြာအမ၁၀တန်းပေါ့ ခံရေးတူပစ်တည်းတော့အမအမတက်ရဘူးညီမဆယ်ရောက်နေပြီမမတို့ရဲ့အမဆယ်ရန်ဒီမတက်ရတော့ဝမ်းနေရပါဘူးဒီညာရောက်ဒီမှာညီမအခုလက်ရှိနေတယ်ဆိုတော့ကြောင်မတက်ရဆိုရင်ဥမာကိုအရွယ်တစ်ခုရလာလို့အိမ်ပြန်ပြီးတော့ထောက်ပံ့တော့မယ်ဆိုရင်ဥမာအတန်းပညာပါဘူးမျိုးလို့ရှိရင်ကွာအဲ့ဒီမှာအားငယ်ရတာပေါ့ဒီတော့ဒီတန်းပညာမရှိလို့ရှိရင်လည်းချို့ကြတော့ပညာမတက်လို့ပညာမျိုးရှိတယ်အဲ့လိုကြောက်ရှင်တော့တော်အားငယ်ပုံပါ ကျောင်းတက်ရတဲ့အတွက်လည်းတော်တော်လေးထိုင်းနိုင်ငံမှာ2005ခုနှစ်ကစပြီး Education for All ဆိုတဲ့ပညာရေးသည့်အားလုံးအတွက်ဖြစ်တယ်လို့ policy ချမှတ်ပြီးကလေးတိုင်းပညာသင်ကြားနိုင်နေဆိုပေမဲ့ရှေ့ပြောင်းကလေးတိုင်းကိုထိုင်းကျောင်းတွေကလက်ခံတာမျိုးမရှိခဲ့ပါဘူးအခုလိုအခြေအနေတွေကြောင့်နှစ်ပေါင်း20လောက်အတွင်းမှာရှေ့ပြောင်းကျောင်းတွေပေါ်ပေါက်ခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်တခံထဲမှာရှေ့ပြောင်းစတင်ကြပေါင်း64ကျောင်းရှိပြီး ်။ကျောင်းသားကျောင်းသူ18000ကျော်လောက်စာတင်ကြားနေကြပါတယ်။